နောက်ခောက်ဆွဲပုံစံလေးလုပ်ပါမယ်။စီလေးထည့်ပြီးတော့ခောက်ဆွဲသားလေးတွေကိုအရင်ဆုံးကြော်လိုက်မယ်။ဟိုဘက်ဒီဘက်အကျက်နေစီရန်ကြော်ပြီးတော့ဆဲထားပေးလိုက်ပါမယ်။ပြီးရင်ကြက်သွန်နေများများကြက်သွန်ဖြူချင်းဇပလင်ကိုထည့်ပြီးတော့တီချာလေးထောင်းထားပေးလိုက်ပါမယ်။ပြီးရင်ခုနကကြံတဲ့အစီတွေကိုအိုးထဲထည့်ပြီးတော့ထောင်းထားတဲ့ကြက်သွန်အဖြူအနီကိုစီတက်မယ်။ပြီးရင်ငေုပ်သည့်အစိမ့်မုတ်၊စနဲမုတ်ထည့်ပြီးတော့စီကိုနာနာလေးမှွေးစီအထိတက်ပေးလိုက်ပါမယ်။ စီရသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ကကြက်ပောင်ကိုအချောင်းလိုက်လေးထည့်ပြီးတော့ချက်လိုက်ပါတယ်။ငါးငက်ပြားကြီးပါထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်။အပေါ်ရန်လေးတင်းသွားပြီဆိုလို့ရှိရင်အုံနှုတ်ထည့်လိုက်ပါတယ်။အုံနှုတ်တစားရေနှစထည့်ပြီးတကြားလိုလိုထည့်ပြီးတော့ခနာလေးတည်ထားပေးလိုက်ပါမယ်။ဟင်းရည်လေးကျသွားပြီဆိုရင်တော့အရသာအတွက်ဟင်းရမုံနဲ့အစားလိုလိုထည့်နိုင်ပြီးတော့ကြက်သားတွေနူးသွားသည့်အထိမီအေးအေးနဲ့တည်ထားပေးလိုက်ပါမယ်။ခိုင်းမုံရင်းချင်းရဲ့ကြက်တော်နေရဲ့ကိုလှိထားပေးလိုက်ပါမယ်။ ပွဲပြင်ဖို့အတွက်ပကံထဲကိုအခောက်ဆွဲထည့်ဟင်းရည်ထည့်ကြက်ပောင်လေးထည့်မုံညင်းချင်းကြက်သွန်နနံပင်နဲ့ရုပ်သီးဆွဲအကျွတ်ကျော်လေးထည့်ပြီးတော့သုံးဆောင်နိုင်ပါပြီခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့မြေဦးမထည့်ထားအောင်